မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါခင်ဗျာဒါဒမီအားလုံးရှင်ညမြေ channel မှာတစ်ဆင့်ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်မှာအကွန်ဆက်တာပါတယ်ရှင်ညမြေ channel မှာတစ်ဆင့် ။ပြာကြီးဦးမြတ်ဆန်ရဲ့ဣရင်မြောက်ကို စောင့်မျှော်ကြည့်ရှုနေကြတဲ့ခဏသားသမီးအားလုံးစိတ်တော်ကအမှုမှလည်းငြိမ်းချမ်းပါသည်။လူရာဆန္ဒများလည်းဧဝကြပါသည်။ကောင်းကျိုးလူရာဆန္ဒများလည်းဧဝကြပါသည်။ကြောင်းပြာကြီးဦးမြတ်ဆန်ကမေတ္တာပို့တာအပ်ပါလေ။ကျညာမြေချန်နယ်မှာတဆင့်ဆရာကြီးဦးမြတ်ဆန်ရဲ့ဣရင်မြောက်ကို လိုက်လံကြည့်စု ပြုလုပ်လို့ရေရအစီရင်များလုပ်ငန်းဆောင်တာများကိုပြုလုပ်တဲ့အခါမှာအောင်မြင်တယ်လို့ကြားရတာဖြစ်တဲ့အတွက်ဆရာကြီးဦးမြတ်ဆန်ကအတိုင်းမသိဝမ်းသာပြီးဒီဖြစ်ရပါတယ်အခုဒီကာလကလည်းလူတိုင်းလူတိုင်းဟာအဘူတော်ကားရင်းနဲ့စိတ်မွန်းကျန်နေတာဖြစ်တဲ့အတွက်စိတ်တပေါက်တစ်ခုအနေနဲ့ပြည်ရင်များကို မေးကြတယ်ပြည်ရင်မေးတယ်ရေရချည်တယ်ဆိုတာကလည်းကံဆိုးတဲ့လူတွေကံမကောင်းတဲ့လူတွေစိတ်မွန်းကျက်တဲ့လူများ အမေးများကြတာဖြစ်ပါတယ်။ကံကောင်းနေလို့စီစဉ်ဥစ္စာကြီးနဲ့ပြည်စုံနေဘသူမှမမေးပါဘူးခင်ဗျ။နော်။အဲ့လိုလိုက်လံမေးတဲ့အခါမှာလဲကိုမေးတဲ့ဆရာရဲ့အကျင့်သီလသိက္ခာတမာရီပညာဒါလေးတွေအမိပြုပြီးတော့မှဆရာတွေကိုင်းတဲ့တိုင်ပြုလုပ်တဲ့အခါမှာကိုယ့်ရဲ့လူရဆန္ဒကြီးအောင်မြင်ကြတယ်လို့ကြားရတာဖြစ်တဲ့အတွက်ဆရာကြီးဦးမြတ်ဆန္ဒအတိုင်းမသိဝန်တာပီတီဖြစ်ရပါတယ် ရွှင်ကြမြေချန်ထဲမှာတဆင့်ပြင်ပြပေးထားတဲ့ကြေရအစီရင်နေကဏ္ဍထဲမှာဒီတစ်ခေါက်ကလည်းဆရာကြီးဦးမြတ်ဆန်ကကိုရဲသားသမီးများကိုကြီးဝါစေခြင်းချမ်းသာစေခြင်းအောင်မြင်စေခြင်းနဲ့စေတနာနဲ့စီးဝါတက်ခြင်းတပန်းခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ဆရာကြီးဦးမြတ်ဆန်ကဟောပြောတင်ဆက်ပေးခဲ့တာအခုဆိုရင်ဂျာတာပရင်းတွေကိုရောက်ရှိလို့လာပါပြီအခုဂျာတာပရင်းတွေဂျာတာပရင်းသားသမီးများအတွက်ကို စည်းဝါတက်ခြင်းတပန်းစဉ်ကဏ္ဍမှာသာသာပြေသားကြီးများအတွက်ကိုယ့်ရဲ့ကံကောင်းမဲ့အချိန်ကာလနေ့ရက်တွေနော်ကိုယ့်ရဲ့ကံကောင်းမဲ့ကံပြောင်းမဲ့တပန်းလေးကာလေးတွေကိုဘုရားလူချင်းနော်နောက်တစ်ခုကကိုယ်ကောင်းမှာပန်းစဉ်ချင်းစောင့်ချင်းအဲ့လိုပြုလုပ်ဖို့အတွက်ပြင်ပြပေးမှာဖြစ်ပါတယ်အကြောင်းမလို့ဆရာဦးမြတ်ဆန်တို့ကတော့ကျမ်းကိုထောက်ပြီး ကံပေါက်ပြီးမှဖြစ်တာဖြစ်တဲ့အတွက်အိကျသေးကြသောပတ်ချက်မှုများနဲ့အမြဲတမ်းမြောက်တင်ပြပေးတာဖြစ်ပါလေခင်ဗျာနော်အကြောင်းမလို့အချို့ကြတော့လေယုံယုံကြည်ကြည်နဲ့လိုက်လံပြုလုပ်တာဖြစ်တဲ့အတွက်အကျိုးများစွာရတယ်လို့ကြားရတာဖြစ်တဲ့အတွက်အမြဲတမ်းဝမ်းသာရပါလေဆရာရဲ့တက်တော့မှလည်းဆရာတင်ဆက်ပေးတာရှိပါတယ်နော်ဆရာရဲ့တက်တော့မှလည်းခုနကသားကြီးများအတွက်ကို ပြင်ပြပေးတတ်တာဖြစ်ပါတယ်ခင်ဗျ။ဦးမြတ်ဆန်းလို့ရိုက်ရှာလိုက်ရင်တော့ကျွန်တော်တက်တော့မှလည်းရှိပါတယ်ခင်ဗျ။နော်။ခုနည်းတူသွားပဲအခုခုနည်းသားကြီးများဟာအဟောပြောကဏ္ဍတွင်ဟောပြကဏ္ဍဆိုတာအင်မတန်လွဲပါတယ်။ဟောယုံပြောယုံမှာပဲခင်ဗျ။အဲမဲ့ဒါရက်ကစင်လုတ်တဲ့အခါမှာတော့ဆရာကြီးရဲ့အကျင့်ဒီလသိက္ခာသမာဓိအတတ်ပညာပေါ့။ဒါလေးတွေကအင်မတန်အရေးကြီးပါတယ်။ တဲနဲ့ဆုပ်ပစ်တာကတော့အင်မတန်မှန်တာပေါ့ပဲပဲဖြစ်ဖြစ်မှန်တာပေါ့ခဲနဲ့ထူးတယ်လို့တဏှာစီမှန်မှုဆိုတာအင်မတန်ခက်ပါတယ်ဟိုနေ့တူသွားပဲဒက်ဒက်စင်လုတ်တဲ့ခါမှလည်းအင်မတန်အရေးကြီးပါတယ်အစ္ဆဒါလို့ခေါ်တဲ့ဝင်းထဲကိုတက်သွင်းတဲ့ရေရရာတွေဟလာဝင်းထဲကိုဓာတ်ကိုစူးချစီတဲ့ဓာတ်ရေရရာတွေဗဟိတလို့ခေါ်တဲ့အပြင်းမန်းကဟလာအဆောင်ရောင်လေးတွေဒါလေးတွေကလက်စင်တဲ့အခါတိုက်ရိုက်တဲ့အခါမှာဘွဲချော်လို့မရပါဘူးခင်ဗျာ တော့ရှေ့မှာပြောခဲ့သလိုပဲဓမ္မရင်နတ်များတော့မกินနိုင်ဘူးတဲ့ဟုတ်ပါရဲ့ခင်ဗျာတက်ကြရင်လည်းနှိုက်ရိုက်တာလည်းနာသီတတ်ပါလေဒါကြောင့်မလို့ခொနည်းသားသမီးများအနေနဲ့တိုက်ရိုက်တဲ့ဓာတ်ဆင်တဲ့အခါမှာဣတိကြကြလိုက်လံပြီးတော့ပြုလုပ်ဖို့အင်မတန်ရည်ကြီးပါတယ်နားမလဲဘူးမရှင်းဘူးဆိုရင်ရွှေညာမြေ channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆံကိုပုံဆက်ပြီးမေးပါခင်ဗျာနော်ဒါကျွန်တော်တို့ပြန်လဲဖြေချဖို့ကတော့ဆရာတို့ရဲ့တာဝန်ပါဟုတ်တော့ ဆရာတို့ဘေကင်းပြကြဆိုတာကလူကိုဟောတာဖြစ်တာဖြစ်တဲ့အတွက်ဤသည့်ဘာသာဤသည့်ပုဂ္ဂိုလ်မဆိုဆရာတို့ပြောတဲ့အတိုင်းလိုက်လံပြုလုပ်လို့ရပါတယ်။နောက်ကျွန်တော်ဘာသာကြလူမျိုးကြအားလုံးဟာလူတွေပဲဖြစ်တာဖြစ်တဲ့အတွက်ဤသည့်ပညာဆိုတာကလူကိုဟောတာဖြစ်တာဖြစ်တဲ့အတွက်ခொနည်းသာပြင်းများအနေနဲ့ဆရာတို့ပြောတဲ့ဟောတဲ့အတိုင်းလိုက်လံပြုလုပ်လို့ရှိဒုက္ခသူတွေချမ်းသာခြင်းကိုရရှိကြမှာဖြစ်ပါတယ်။နော်စိတ်စိတ်တသိတဲ့စိတ်ချမ်းသာဖို့အတွက်ဆရာတို့ကလည်း ဆရာတို့တတ်တဲ့အတတ်ပညာအသိပညာများနဲ့အတွေ့အကြုံဘဟုသူဒ္ဓကျမ်းအကိုကားများကိုထောက်ပြီးတော့မှဟောပြောတင်ဆက်ပေးခြင်းဖြစ်ပါလေခင်ဗျာနော်အကြောင်းမလို့ရှင်ညာမြေ channel အားလိုက်လံကြည့်ရှုနေကြတဲ့ခொနည်းသားပညာအနေနဲ့ကြီးပွားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းတာကလည်းဆရာဦးမြတ်ဆန်တို့ရဲ့စေတနာပါခင်ဗျာနော်အကြောင်းမလို့ခொနည်းသားပညာအနေနဲ့လိုက်လံပြုလုပ်တဲ့အခါမှာအချိန်နာရီမိနစ်စက္ကန့်အစဣတိကြကြလုပ်ဖို့တော့အင်မတန်ရည်ကြီးပါလေ เนาะဒါကြောင့်မလို့ဓာတ်ရိုက်ဓာတ်ဆင်ဟာအင်မတန်မှခက်ပါလေခင်ဗျာเนาะအမလို့ဂျာတာပရိသတ်ကြီးများအနေနဲ့တကယ်လို့ကိုယ့်အတွက်ကောင်းကျိုးလို့ရချမ်းသာရစေခြင်းလေဆိုလို့ရှိရင်အစ္ဆဒရေရာလို့ခေါ်တယ်เนาะဝင်းတွင်းကိုကျွန်တော်တို့စာသုံးပြီးတော့သွားရမယ်ရေရာတက်စင်တာလေးတွေရှိပါတယ်ဖိဒရေရာလို့ခေါ်တယ်ကိုကအကျိုးပေးတဲ့အကြောင်းနော်ဟုတ်တဲ့အကျိုးပေးတဲ့အချိန်အကျိုးပေးတဲ့အခါလေးတွေလည်းသိဖို့အင်မတန်ရည်ကြီးပါတယ် ဒါလေးတွေကိုတိတိကျကျသိမှသာလင်ကိုယ့်အတွက်အကျိုးစီးပွားတွေရစေမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီချင်းကမိချင်းလားဒီချင်းကရန်ချင်းလားနော်ဒီချင်းကဥဒသိန်လို့ခေါ်တဲ့မိမို့ရန်မို့ချင်းလားဒါလေးတွေလည်းသိဖို့လိုပါတယ်ကိုလုတ်တဲ့ဓာတ်ရတဲ့ရာတွေစုရှောက်ဖို့ဆိုတာကလည်းဆရာတွေရဲ့အကျင့်သီလသိက္ခာသမားတွေပညာနဲ့လည်းစိုက်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ဟိုကပြုလုပ်တဲ့အခါမှာတစ်ခုချင်းလေးတွေအသေးစိတ်ကလေးတွေကျွန်တော်တို့ နားလဲအောင်လိုက်လံကြည့်ရှုပါခင်ဗျာနော်ရမ်းလို့မန်းလို့တော့မလုပ်ကြပါနဲ့ပေါင်းတော့ဓာတ်ဆိုတာကမှားရင်ကျွန်တော်တို့ဓာတ်မှားရင်နံများတော့မကင်းနိုင်ပါဘူးအသက်နဲ့ရင်းရတာဖြစ်ပါတယ်ခင်ဗျာနော်အကျိုးဆိုရင်ဆရာကြီးခိုင်းတဲ့တိုင်လှုပ်လို့ရှိသူမဲ့သူလေးတွေကုံသွားတာနော်တချို့ဆိုရင်ဆရာပြောတဲ့တိုင်လှုပ်လိုက်တာဗျာဟလာတာသမီးတွေဆုံးသွားတာတွေအမိဘတွေဆုံးသွားတာတွေအကျိုးဆိုရင်ဓာတ်ကိုက်ရင်ကျွန်တော်တို့အင်မတန်ကြောက်စရာကောင်းပါတယ် အချို့ကြတော့လေဆရာကြီးခိုင်းတဲ့အတိုင်းလုပ်တာဗျာဟလာတန်ကောင်းသွားတယ်ဆရာကြီးနော်ဆရာပြောတဲ့အတိုင်းပဲတန်းလုပ်လိုက်တာနော်တော်တော်ကိုအောင်မြင်သွားတယ်အထူးသဖြင့်နော်အင်ချမ်းကြီးအယောင်းဝဲကိစ္စလေးတွေနော်အဲ့လိုလုပ်တဲ့အခါမှာအဲတော့မှမထွက်ဘူးဆရာကြီးအဲ့ဒီအင်ကတော်တော်ကိုကြားနေပြီအခုဆရာပြောတဲ့အတိုင်းလုပ်လို့အောင်မြင်သွားတယ်နော်ကြောင်းလို့လဲဈေးကောင်းလဲရလိုက်တယ်ဆရာကြီးအချို့ဆိုကျွန်တော်အရတာကြားလာပြီဒီခြံကအင်ရဲ့ခြံအရတာကြားလာပြီ ခုဆရာပြောတဲ့အတိုင်းလောက်ကမှာအဆင်ပြေသွားတယ်လို့ပြန်လဲကြားရတာဖြစ်တဲ့အတွက်အတိုင်းမသိလဲဝမ်းသာရပါတယ်ခင်ဗျာနော်အကျိုးလဲစီးပွားရေးတွေကုမ္ပဏီလုပ်ငန်းတွေစတင်ပြီးထူထောင်တဲ့လူတွေကြီးပွားတဲ့ချမ်းသာတွေအောင်မြင်တယ်လို့ပြန်လဲကြားရတာဖြစ်တဲ့အတွက်ဆရာတို့အတိုင်းမသိဝမ်းသာရပါတယ်ခင်ဗျာနော်အခုကာလမှာတော့ဆရာတို့ကကိုယ်သိရတတ်တဲ့အတတ်ပညာနဲ့ပဲခொနည်းသာသမီများကိုစိတ်ချမ်းသာစေခြင်းလို့တန်းနေတဲ့ဘက်ကနေပြီးတော့မှကျွန်တော်တို့ကိုကြီးပြီးတော့ လွက်ချက်ဟောကြားပေးခြင်းဖြစ်ပါလေခင်ဗျာအဲ့တော့ဂျာတာပရိသတ်တမီးများဟာအမြင့်ကိုရေလောင်ပင်စီကိုရွှေချအညွန့်ကိုဘုရားလူဆိုတဲ့ကဲ့သို့တော့ကျွန်တော်တို့ကိုယ့်ရဲ့ဂျာတာပရိရဲ့အညွန့်ဟာတောက်ကြဖြစ်ပါလေခင်ဗျာနော်အဲ့တော့ကိုယ့်ရဲ့အညွန့်ဖြစ်တဲ့တောက်ကြနံကိုအထက်ဆောင်မှအောင်းရင်းကြံတဲ့နော်အထက်ကိုဆောင်မှအနေနဲ့တောက်ကြနံပေါ့နော်တောက်ကြနံတည်တည်တမျိုးမျိုးဘုရားမှလူပါခင်ဗျာနော်တည်တည်တမျိုးမျိုးဘုရားမှလူလူရက်စုကိုတောက် ဒါဆိုရင်ကံကောင်းခြင်းနဲ့ချစ်စီတတ်ပါထုံနည်းတူသွားပဲအောက်ကြနန်းလို့ခေါ်တယ်ဖြူမိုင်းသောအယောင်ပေါ့အဲ့လိုအုတ်ထုတ်ကလေးတွေကိုစောင်းကိုယ့်ရဲ့ခရီးသွားတဲ့ကားလုပ်ငန်းလုပ်တဲ့ကားအုတ်ထုတ်ကိုဖြူမိုင်းတဲ့အယောင်လေးတွေစောင်းပါခင်ဗျာနော်အဲ့လိုမျိုးပဲကျွန်တော်တို့ဇာတာပတိရဲ့အမည်ဖြစ်တဲ့ဗုဒ္ဓဘုနံအဝါရောင်ဖနက်ကလေးတွေစီးပါခင်ဗျာနော်အဝါရောင်ဖနက်ကလေးတွေစီးပါနော်အဲ့တော့ဇာတာပတိသာသမီများဟာဇာတာပတိသာသမီများဟာနော်ကျွန်တော်တို့ ရောနှောတဲ့အယောင်လေးတွေပေါ့ရောင်စုံလေးတွေပေါ့တောင်စုံအုပ်ထုတ်ကလေးတွေစောင်းပေါ့ညာအဝိစားကိုလည်းဖြူမိုင်းနဲ့အဝိအင်ကြီးလေးတွေဝတ်ပါခင်ဗျဝါရောင်ပနတ်ကလေးတွေစီးပြီးတော့အကျန့်စီတွေပြုလုပ်မယ်ဆိုရင်လူရဆန္ဒတွေပြေးဝစီတတ်ပါတယ်ခင်ဗျနော်ခုံနေတူသာပဲကြာသာပရိသတ်သမီးများဘာပဲလို့လို့စတင်ပြီးလုပ်တော့မယ်ဆိုရင်တင်းငင်ငွေနေပါလုပ်ပါခင်ဗျတင်းငင်ငွေနေရကို့အတွက်အကန့်ကောင်းစီတတ်တဲ့နေဖြစ်ပါတယ်ခုံနေတူသာပဲကြာသာပရိသတ်သမီးများဟာ နဝင်းရရာများလည်းလုတ်ပါနဝင်းကြတဲ့ရရာလေးလုတ်ပါနော်နဝင်းရရာဆိုတာကဂျာတာပရိသတ်များဟာဂျာတာပရိကနေ ပြီးတော့မှ၃ခုမြောက်၆ခုမြောက်အဲ့လိုနိမ့်နိုင်ကြတော့တောင်းနေမှာပရိစိတ်မယ်နော်ကျွန်တော်တို့အဋ္ဌကဏ်นี่လုတ်မယ်ဆိုရင်ပြန်ကောင်းစေတတ်ပါတယ်ဂျာတာပရိသတ်များရဲ့တိဇအရက်လို့ခေါ်တဲ့အင်္ဂါတော့မှာကျွန်တော်တို့ထီးတကွန်ကုတ်ကအဲ့ဒါလေးတွေလူတန်းပြီးတော့ဘုရားစုကိုတောင်းမယ်ဆိုလဲ ကံကောင်းစီတတ်ပါတယ်ခင်ဗျာဧဇာသူတာဘုံတကူအရက်ကိုခေါ်ပါတယ်ခင်ဗျာနော်အဲကျွန်တော်တို့ဇာတာပိဇာသမီးများရဲ့ဘုံတကူလို့ခေါ်တဲ့ဒေဇာရက်ကအင်္ဂါတော်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီဒေဇာရက်မှာထီးတို့တကုံးတို့ကုတ်ကားတို့လူပါခင်ဗျာနောက်တစ်ခုကဇာတာပိဇာသမီးများဟာဘာပဲလုပ်လို့နော်ကျွန်တော်တို့အလို့တကူစတင်ပြီးလုပ်တော့မယ်ဆိုလို့ရှိလို့ရှိရင်တနေ့ကနေနေ့ပါလုပ်ပါစီးပွားရေးတွေစတင်ပြီးလုပ်တော့မယ်စက်တူရှယ်ယာလုပ်ငန်းတွေလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ဗုဒ္ဓဘုနေ့မှာလုပ်ပါခင်ဗျာနော်အဲ့လိုလုပ်တဲ့အခါမှာလည်းမနေ့ပိုင်းမှာလုပ်ပါနော်မနေ့ပိုင်းမှာလုပ်ရင်ပိုကောင်းပါတယ်ခင်ဗျာနောက်တစ်ခုကကိုယ့်ရဲ့အိမ်တော်ရေးကိစ္စတွေနော်ကျွန်တော်အခြေရေးကိစ္စတွေအဲ့လိုလုပ်တော့မယ်ဆိုရင်စနေနေ့မှာလုပ်ပါခင်ဗျာစနေနေ့မွန်းလွယ်ပိုင်းပေါ့ဗျာနော်ကျွန်တော်တို့10နာရီခွဲကနေ17နာရီခွဲလုပ်မယ်ဆိုလို့ရှိရင်တော့အဲ့လိုလုပ်ငန်းမျိုးတွေလုပ်ရင်လည်းအကြံစီတွေအောင်မြင်စေတတ်တဲ့အချိန်ကဖြစ်ပါတယ်အဲ့တော့ဂျာတာပရိသတ်သမီးများစနေနေ့ စနေခွဲကနေ7နှစ်အတွင်းကိုလုံမယ်ဆိုရင်เนาะကျွန်တော်တို့တတိတခုကိုစားပါเนาะတတိကိုအဝစားပြီးတော့မှလုံပါအဲဆိုရင်ကိုယ့်ရဲ့အကြံစီလုပ်ငန်းတွေအောင်မြင်စေတတ်တယ်လို့ကျွန်တော်တို့ကြံအကိုအကားအထောက်ထားတွေမှာရှိပါတယ်ခင်ဗျအဲကြောင့်မလို့ကိုယ့်ရဲ့ကံတရားတွေကံကောင်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ကံနေမြင့်ခြင်းနဲ့ပိတ်နေတဲ့လက်တွေပွင့်နေတယ်ဆိုရင်ရွှေညာမြေခြံနမတစ်စက်ဆရာကြီးဦးမြတ်ဆံကိုပုံစံပြီးမြင်းမြန်းပြီးလိုရာဆန္ဒတွေပြေဝါပြီးကြောင်း လူရဆန္ဒတွေပြေဝပါသေးကြောင်းဒီကင်လက္ခဏာကံပြာပညာတုတဲ့ဒီဆရာကြီးဦးမြတ်ဆန်ကစူတောင်းမြတ်တာဘုဒ္ဓအပ်ပါတယ်ခင်ဗျာ